မြန်မာနိုင်ငံမှာလေယာကဏ္ဍဟာအဓိကအရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့အတွက်ရာသီဥတုဖောက်ပြန်မှုတွေကိုကြုံတွေ့လာရင်စိုးရိမ်မှုရှိအောင်သဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကြိုတင်စီစဉ်ဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံစံစဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကပြောဆိုလိုက်ပါတယ်။နှွေနေကသတင်းပေးပို့ထားပါရရှင်။မြန်မာနိုင်ငံအနေနဲ့ခုနှစ်မှာအဲနီညိုရာသီဥတုကိုကြုံတွေ့ရမှာဖြစ်တဲ့အတွက်အပူချိန်မြင့်တက်တာတွေမိုးရေချိန်နည်းတာတွေကိုအဓိကခံစားရမှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကပြောကြားထားတာပါ။အဲ့လိုရာသီဥတုဆိုးရတဲ့ဓာတ်တွေကိုအများဆုံးခံရမှာက လေယာကဏ္ဍလုပ်ငန်းတွေကိုလုတ်ကင်နေတဲ့တောင်သူလေသမားတွေပဲဖြစ်တဲ့အတွက်ကြွတင်စီစဉ်မှုတွေပြုလုပ်ထားတာဖြစ်တယ်လို့မြန်မာနိုင်ငံစံစဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှအတွင်ရေးမှူးဦးစိုးဝင်းကပြောပါတယ်လေယာကန္နာကကျွန်တော်တို့မြန်မာနိုင်ငံတနင်္ဂနွေလုံးစံစဘာကိုပဲအကြီးကထားစားသုံးနေတဲ့အတွက်ကြောင့်နောက်ပြီးတော့ဒီဘာပုံပုံနေနေတာလည်းစံကိုအကြီးကထားပြီးပို့နေတဲ့အတွက်ကြောင့်ဒီကန္နာကြီးကိုတော့ကျွန်တော်တို့အတတ်နိုင်ဆုံးဆုံးရှုံးမှုမရှိအောင်တိုးတက်တဲ့တိုးတက်အောင်လို့ကျွန်တော်တို့က ကျွန်တော်တို့အသိအဖွဲ့တွေမကပါဘူးเนาะဟိုစိုက်ပျိုးရေးဝန်ကြီးဌာနတွေရောမြန်မာနိုင်ငံစံတော်အဖွဲ့ချုပ်ကရောကျွန်တော်တို့ပညာရှင်များနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကျူရင်းစီစဉ်ဆောင်ရွက်နေပါတယ်လက်ရှိချိန်မှာတော့တိုင်းနဲ့ပြည်နယ်တော်တော်များများမှာရေရှားပမှုတွေကိုကြုံတွေ့နေရတဲ့အတွက်အခုနှစ်နွေစဘာစိုက်ပျိုးထုတ်လုပ်မှုမှာအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့တန်လင်းမြို့နယ်ဖျားကုန်းကြီးရွာမှာတောင်သူလယ်သမားတအူးကပြောပါတယ် မားဆိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လေမားတွေကအဓိကရေရဖို့ရေလောင်ဖို့အဓိကလိုအပ်နေပါတယ်။နောက်ဒီမျိုးစဘာနောက်ဒီဟိုပါပေါ့မျိုးဩဇာလက်မျိုးဩဇာဒါတွေကိုလည်းကြိုတင်ပြီးတော့စီစဉ်ဆောင်ရွက်ပါအဓိကတော့ရေကိုအဓိကထားပြီးတော့အခုလိုရာသီဥတုဖောက်ပြန်မှုတွေကြောင့်အနေနဲ့များတော့ထိခိုက်မှုရှိနိုင်ပေမဲ့လုံးဝရပ်ဆိုင်းလိုက်ရတဲ့အခြေအနေမျိုးတော့မရှိနိုင်ဘူးလို့မြန်မာနိုင်ငံစံတပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကအတွင်းရေးမှုကပြောပါရတယ်။ ဲ့လိုရေရှားပါမှုတွေဖြစ်ပေါ်လာရင်ဆယ်တွေကနေရေသွင်းစိုက်ပျိုးမှုတွေလှုပ်ဆောင်မှုပြင်ဆင်ထားပြီးဖြစ်ပါတယ်။မျိုးစဘာစိုက်ပျိုးတဲ့နေရာမှာဒါမှမဟုတ်ဟလာအခုကျွန်တော်တို့မိုးစဘာစိုက်မှာမိုးခေါင်နေပေါ့နော်ဟလာချိန်ပြီးမိုးမရွာဘူးဒီလိုမျိုးဆိုရင်ကျွန်တော်တို့အနေနဲ့ဟလာရေသွင်းပြီးတော့စဘာကိုစိုက်ရမယ်ဆိုတော့ဒီသွင်းနိုင်တဲ့အတိုင်းတာလည်းဘယ်လောက်ထိသွင်းနိုင်မလဲနော်နောက်တစ်ခါဒီသွင်းနိုင်တဲ့ကုန်ချစရိတ် တွင်းနဲ့ကွန်ချာစီဆိုတော့ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲဆိုတာဒါတွေကပြဿနာဒါမှမဟုတ်မလွဲမသေးဘောဟိုကျွန်တော်တို့တိုင်းပြည်ကြီးဟိုစားစပါးထွန်းတော့စားသုံးတဲ့နှိုးနဲ့အများကြီးပိုတယ်လေပိုတဲ့အခါကျတော့ဟိုဒီဘောက်ကိုပို့တာကိုနည်းနည်းလေးထိမ့်လိုက်ရင်ပြည်ရင်းစားစပါးစားသုံးမှုကတော့ခုလုံးပါလေလေယာဉ်ကနေဒီမှာအဓိကအဖြစ်နှစ်စင်နေတိုင်းကြုံတွေ့နေရတာကတော့ လုတ်သားရှာပါမှုလေယာဉ်အသုံးပစ္စည်းရှာပါမှုနဲ့ရာသီဥတုဖောက်ပြန်မှုတွေကိုအများဆုံးခန်းစားနေရတာပါမြန်မာနိုင်ငံစံသွားစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေနဲ့ရှမ်းပြည်နယ်မကွေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်နဲ့ပဲခူးတိုင်းအစရှိတဲ့တိုင်းနယ်ပြည်နယ်တွေမှာလေယာဉ်ကဏ္ဍနဲ့ပတ်သက်တာတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်ကျမနွေနီပါ